တော့ည9:00ကိုတင်မယ်ဆိုလို့ရှိရင်ဒီမှာဒါလေးကို damn ဆိုတာလေးနှိပ်ပြလိုက်ဦးမှာပဲနှိပ်ပြရတဲ့ချိန်မှာကျွန်တော်တို့ဒီမှာဗာတင်ရမလဲဆိုဒီမှာပေါ့ schedule ဆိုတဲ့ဟာလေးကိုတစ်ချက်နှိပ်ပြလိုက်ပါအဲကြလို့ရှိလို့ရှိရင်ကျွန်တော်တို့ဒီမှာတက်နေပါပြီပေါ့နော်ဒါဆိုပြီးသွားပြီပေါ့နော်ဒါဗီဒီယိုဒါကတော့ကျွန်တော်အတူလေးဆိုခဏလေးနဲ့ပြီးတယ်တတော်မှာလဲ Facebook တို့ YouTube တို့လိုမျိုးဗီဒီယိုတွေကို schedule နဲ့တင်လို့ရနေပြီဆိုတာဟောမိတ်ဆွေတို့သိရလားခင်ဗျမသိသေးလို့ရှိရင်တော့ဒီဗီဒီယိုလေးကိုအစားဆုံး ိုက်ကြည့်လိုက်ပါကျွန်တော်နာမည်ကတော့အာကာမင်းပဲဖြစ်ပါတယ်ခင်ဗျနားမလည်တာရှိလို့ရှိရင်လည်း comment မှာရေးပေးထားခဲ့ပါကျွန်တော်ပြန်ပြီးတော့ဖြေချပေးသွားမှာဖြစ်ပါတယ်ပထမဦးဆုံးကျွန်တော်တို့ TikTok မှာဒီဗီဒီယိုတွေကို schedule နဲ့တင်မှုအတွက်ဆိုရင်ကျွန်တော်တို့မှာ app လေးတစ်ခုရှိထားမှုလို့ပါတယ်အလားကတော့ဘာလဲဆိုတော့ TikTok Studio ဆိုတဲ့ app ပါအဲ့တော့ TikTok Studio ဆိုတဲ့ app ကိုရယူဖို့အတွက်ကကျွန်တော်တို့ဒီ Android အတွက်ဆိုလို့ရှိရင်တော့ Play Store ပေါ့နော် Play Store ထဲမှာကျွန်တော်တို့ TikTok Studio ဆိုပြီးတော့ ရှာလိုက်ပါဘောနော် Tutor Studio ဆိုပြီးကြာလာပါလိမ့်မယ်ဒီ Tutor Studio ဆိုတာအဲ့လေးရှိရဘောနော်အဲ့ရက်ထဲကိုကျွန်တော်တို့သွားပါမယ် Tutor Studio ဆိုတာအဲ့ထဲကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်ပထမဦးဆုံးတော့ဒါ account ကို login ဝင်ပေးရတယ်ဘောနော်ဒါကတော့ကျွန်တော် ဒီဝင်မပြတော့ဘူးကျွန်တော်ကတော့ဝင်ပြီးသားပေါ့နော်အဲ့တော့အဲ့လာတော့မပြတော့ဘူး TikTok Studio ဆိုတာ app ထဲရောက်လို့ရှိလို့ရှိရင်မိတ်ဆွေတို့ TikTok account ကိုဒီထဲမှာ login ဝင်ပေးလိုက်ပေါ့နော်အဲ့လာဆိုလို့ရှိရင်ရပါပြီနော်ဒီမှာ analysis ရှိတယ် create ရှိတယ် monetize ရှိတယ် manage ရှိတယ်ပေါ့နော်အဲ့ထဲမှာကျွန်တော်က create ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပါဒီမှာ upload ဆိုတဲ့ဟာလေးရှိရပေါ့နော် upload ဆိုတဲ့ဟာလေးကိုကျွန်တော်တစ်ချက်နှိပ်ပေးလိုက်ပါ အပ်လုဒ်ဆိုတဲ့ဟာတွေကိုနှိပ်ပြီးသွားလို့ရှိလို့ရှိရင်ဒီမှာပေါ့နော်ဗီဒီယိုပေါ့နော်ဗီဒီယိုဆိုလို့ရှိရင်ကျွန်တော်တို့တင်မဲ့ဟာကိုကျွန်တော်တို့တစ်ချက်ချက်ကျူးရွေးလိုက်မယ်ပေါ့နော်အဲ့တော့ပြီးသွားလို့ရှိရင် next ဆိုတဲ့ဟာတွေကိုနှိပ်လိုက်ပါ နှိပ်ပြီဆိုလို့ရှင်ဒီလိုမျိုးရောက်လာပြီပေါ့နော်အဲ့တော့ဒါကတော့ကျန်တဲ့ဟာကြီးကတော့ဒီစာရေးတာပဲဖြစ်ဖြစ်ပါပဲပဲဒါကတော့အတူတူပဲပေါ့နော် tutorial app နဲ့အဲ့တော့ဒီ code တင်တဲ့ video ရောက်ပြီဆိုလို့ရှင်ကျွန်တော်တို့ဒီမှာ name ဆိုတာလေးကိုထပ်နှိပ်ပေးလိုက်ပါနှိပ်ပြီးသွားလို့ရှင်လို့ရှင်ဒီမှာပေါ့နော် စာကတော့ဒါမေးဆွေတို့ခြိုက်တဲ့စာလေးတစ်ခုရေးလိုက်ပေါ့နော် tutorial မှာတင်တယ်လို့ပုံစံမျိုးပဲခုခြိုက်တဲ့စာသားလေးရေးလိုက်အဲ့တော့ sample ကျွန်တော်ပြပေးတာပြီးလို့ရှင်အောက်ရောက်တဲ့ချိန်မှာဒီမှာပေါ့နော်ကျွန်တော်တို့ shape view ပို့ဆိုတာရှိပါတယ် ဒီချက်ဒူးပို့ဆိုတဲ့ဟာလေးကိုတော့တစ်ချက်နှိပ်လိုက်ပါနှိပ်တဲ့ချိန်မှာဒီမှာအချိန်ရွေးခိုင်းပြီပေါ့နော်အဲ့တော့မိစုတို့ကဒီ2 days ဆိုရင်တော့ဒါဒီနေ့ပေါ့နော်အဲဒီနေ့ရွေးမှာလားဒါမှမဟုတ်မနေ့ပြန်လားပေါ့နော်အဲကျွန်တော်ကတော့အခုဒါ12နှစ်ထိုးနေပြီဆိုတော့29ရက်နေပေါ့ဒီနေ့ဒီနေ့ထားမလားပေါ့နော်ဒီနေ့ထားမယ်ဆိုပြီးရှင်ဥမာမနေ့ပြန်ပဲချိန်လောက်လဲပေါ့ကျွန်တော်တို့ကမနေ့9နာရီဆိုပြီးရှင်မနေ့9ကိုရွေးပေးလိုက်ပါပြီးရင်ဒီအနောက်မှာဒါကတော့ကုထားခြင်းနဲ့မိနစ်ကိုထားပါပေါ့နော်9ခွဲဆိုလို့ရှင်9နာရီ အဲ30ရွေးပေးလိုက်အောင်ပဲပေါ့နော်။အခုနောက်ရီ30ရွေးပေးလိုက်တာ2 days ဆိုလို့ရှိရင်ဒီနေ့ပေါ့။ဒါမှမဟုတ်နောက်နေ့တွေအတွက်ဆိုလို့ရှိရင်လည်းမနေ့နောက်တစ်ရက်အတွက်ဆိုရင် event 30ဆိုရင်30ကိုရွေးပေးလိုက်ပေါ့နော်။ဒါမှမဟုတ်မေလာပေါ့နော်။ကြိုက်တဲ့ရက်ကိုဒီမှာ date ကိုဒီမှာရွေးလို့ရတယ်။ဒါကတော့ကျွန်တော်2 days ကိုပဲကြာလိုက်မယ်ပေါ့နော်။ပြပြတာကျွန်တော်ကတော့9ခွဲပေါ့။ဒါ9ခွဲဆိုရင်မနေ့ပေါ့နော်။အဲ့လိုမှမဟုတ်ကိုကညနေပဲဆိုလို့ရှိရင်ဒီလိုသွားလိုက်ပေါ့နော်။ညနေပဲဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့16နာရီ9:30ဆိုရင်8နာရီပေါ့နော်။27နာရီဆိုလို့ရှိရင်ဒါ ည9နာရီခွဲ PM ဖြစ်သွားပြီပေါ့နော်22နာရီဆိုလို့ရှိရင် PM ကိုခွဲကိုတင်လို့ရတယ်အဲ့တော့ည9နာရီခွဲကိုတင်မယ်ဆိုလို့ရှိရင်ဒီမှာဒါလေးကို damn ဆိုတာလေးနှိပ်ပြလိုက်ဦးမှာပဲနှိပ်ပြရတဲ့ချိန်မှာကျွန်တော်တို့ဒီမှာဗာတင်ရမလဲဆိုဒီမှာပေါ့ schedule ဆိုတဲ့ဟာလေးကိုတစ်ချက်နှိပ်ပြလိုက်ပါအဲ့ကြလို့ရှိလို့ရှိရင်ကျွန်တော်တို့ဒီမှာတက်နေပါပြီပေါ့နော်ဒါဆိုပြီးသွားပြီပေါ့နော်ဒါဗီဒီယိုဒါကတော့ကျွန်တော်အတူလေးဆိုခဏလေးနဲ့ပြီးတယ်ပြီးတော့အဲ့ထဲမှာပြီးတော့နောက်တစ်ခုဗာကြည့်လို့ရလဲဆိုတော့ကျွန်တော်တို့ဒီမှာဒီ monetize လေးကြည့်လို့ရပါတယ် မနီတိုက်ဆိုတာကိုကြီးရဲ့ဒီဗီဒီယိုတွေကနေပြီးတော့ဗောနောပတ်စံဘလောက်ဝင်နေလဲဆိုတာလည်းဒါကျွန်တော်တို့ကြည့်လို့ရတယ်ဗောနောဒါတော့ကျွန်တော်ခြေတစ်ဘက်ကဗီဒီယိုတစ်ပုတ်တင်ထားတဲ့အားတွေကရထားတဲ့အားတွေဗောနောဒါတွေဒီ analysis မှာလည်းကြည့်လို့ရတယ် analysis မှာတော့ဒါ overview ဗောနော overview ဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ post view ကြည့်လို့ရတယ်ဒီမှာ profile view ကိုလည်းကြည့်လို့ရတယ်ဗောနောတချို့ဗောနော TikTok app မှာတချို့ profile view ကြည့်လို့မရတဲ့လူတွေအတွက်ဒါဒီ TikTok studio app နဲ့ profile view ကိုကြည့်လို့ရတဲ့အားတွေကျွန်တော် ဗီဒီယိုတစ်ပုတ်တင်ပေးပြီးွားပြီပေါ့နော်အဲ့တော့ဒီ profile view မှာဆိုလို့ချင်းဒါကျွန်တော်တို့ဒီဒါ9ရက်ပေါ့နော်9ရက်တော်ရင်းမှာကျွန်တော်တို့ profile view ကြည့်ထားရလို့က350နဲ့3ယောက်ရှိရပေါ့နော် post view ကတော့100နဲ့1ကေပေါ့အဲ့တော့ ဒါဒါ comment ဆိုရင်ဘယ်နှခုရေးထားတယ် like ကဘယ်လောက် share ကဘယ်လောက်ဆိုဒီထဲမှာအကုန်ကြည့်လို့ရရပါတော့။အဲပြီးလို့ရှိရင်ဒီမှာကျွန်တော်တို့ဒီဒေါ်လာဘယ်လောက်ဝင်လဲဆိုလို့ရှိရင်ဒီ monetize ဆိုတဲ့ဟာဒီထဲမှာကျွန်တော်ဒေါ်လာဝင်နေဟာလိုလင်းတကူကြည့်လို့ရတယ်။ဒီ home မှာလည်းဒါကျွန်တော်တော်တော်သုံးသလိုမျိုးပုံစံမျိုးပဲကျွန်တော်တို့သုံးသွားလို့လည်းရပါတယ်ပေါ့။ပြီးလို့ရှိရင်နောက်တစ်ခုကဘာကောင်းလဲဆိုဒီသုံးနေတဲ့တော်တော် app တွေကိုတို့တို့ဒီထဲက view တွေမှာပောက်တဲ့ဟာရှိပါတော့။ပောက်တဲ့ဟာရဲ့ကျွန်တော် analysis ကိုကြည့်လို့ရပါတယ်။ ဒီမှာ analysis ကြည့်လိုက်လို့ရှိရင်သူတို့ကိုဒီမှာပို့ view ကဘယ်လောက်ထိကြည့်ရဲ like ကဘယ်လောက်ပေးထားလဲ comment ဘယ်လောက်ရှိတယ်ဒီဒီ favorite လောက်ထားတဲ့လူကဘယ်လောက်ရှိလဲပေါ့နော်ဒီမှာ creator ကိုလည်းကျွန်တော်ကြည့်လို့ရပါတယ်ဒါ creator ဆိုလို့ရှိရင်ဒီဟာဒါကျွန်တော်တို့ဒီ ကြည့်တာအဲ့ဟာတွေပေါ့နော်တန်ကီ follower တွေရောက်တာတဲ့ creator ကိုလည်းကျွန်တော်ကြည့်လို့ရတယ်ပေါ့နော် post ကိုလည်းကြည့်လို့ရမယ်။ဒါဒီနည်းလမ်းနဲ့ကျွန်တော်တို့ video လေးတွေကို schedule နဲ့တင်သွားလို့ရတယ်ပေါ့နော်။ကိုမအားတဲ့အချိန်မှာလည်းကြိုပြီးတင်ထားလို့ရတယ်ပေါ့နော်။ဒါ creator တွေအတွက်ကတော့အရန်ကောင်းတဲ့ဟာတွေပဲဖြစ်ပါတယ်။ဒီဒီ schedule နဲ့တင်လို့ရတဲ့ဟာကတော့ဒါကြာပြီပေါ့နော်။ကြာပြီဆိုပေမဲ့ ကျွန်တော်ဗီဒီယိုမတင်ပြသေးရအခုမှပဲဒါမိဆွေတို့ sharing ပြန်လုပ်ပေးတာပဲဖြစ်ပါတယ်တချို့လူတွေကတီးပြီးသားလူတွေလည်းရှိလိမ့်မယ်အဲ့တော့မတီးသေးတဲ့လူတွေကတော့ဒီနေ့လေးလည်းနေနဲ့ကိုယ့်ရဲ့ video တွေကို schedule နဲ့တင်သွားလို့ရပါတယ်ခင်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာဆက်တွေ့ကြတာပေါ့ခင်ဗျ